မိုးရင်ဆိုင်ရကအောင်မြင်တဲ့အချိန်ဝါနဲ့တိတ်ခါကြစဉ်ခေရဖူးတဲ့ဒိဋ္ဌိကျဲအနုပညာရှင်လေးကိုအောင်မြင်မှုကိုအကြည့်ကျဲရင်ဆိုင်ကြုံတွေ့လဲရပြီဆိုရင်အောက်ခြေလူကအမရိကိုကျွလွန်တက်လာကြတာကတဘာဝပါပဲဒီလိုအမမျိုးကိုဒိဋ္ဌိကျဲအနုပညာရှင်လေးဦးကလည်းရင်ဆိုင်ကြုံတွေ့ရပါတယ်အောင်မြင်မှုနဲ့အချိုချာနေချိန်မှာတိတ်ခါကြစဉ်စီတဲ့အဖြစ်တွေကိုကြုံခဲ့ရတဲ့အနုပညာရှင်လေးဦးကိုဖော်ပြပေးလိုက်ပါတယ်နံပါတ်၁မေတ္တန်တို့ မေတ္တနုကတကြံမိုးဇက်ကနဲ့အောင်မြင်မှုအခြေကြီးရကခင်နခင်ရဲ့ထိတ်တန့်မင်းသမီးဖြစ်ခဲ့တာပါမင်းသမီးကြီးရဲ့လိုအောင်မြင်ကြွကြနေရတဲ့အချိန်မှာမေတ္တနုကတရားရင်ဆိုင်ကခြောက်ပါကြခဲ့ရပါတယ်ဒါပြင်သူမကိုတရားဆွဲခဲ့တဲ့အမှုကလည်းမိကြီးကိုတင်ထောင်ချီချီပြီးပြမဆက်တဲ့အမှုဖြစ်နေခဲ့တာပါဒါကြောင့်မေတ္တနုကအဆက်လေခွဲခဲ့တယ်လို့သိခါလေကြားစင်ခဲ့ရပါတယ် ဒါပြေမေတန်တို့ကအမှန်တကယ်ပတ်စံချေပြီးပြတ်မဆက်ခဲ့အောင်ဖြစ်နေခဲ့ပါတယ်။ဆပ်ဖို့လေငွေကြေးမရှိတဲ့အတွက်နောက်ဆုံးမှအပြစ်ကြေးကိုဆပ်ဖို့အတွက်အထင်ထင်ခလိုက်ရပါတယ်။မင်းသမီးတယောက်အနေနဲ့ထောင်ကြရည်ဆိုတော့အရန်ကိုအရှယ်ရစရာတစ်ခုဖြစ်နေခဲ့ရပါ။ပြန်ထွက်လာပြီးတဲ့အချိန်မှာသူမရဲ့ရှင်ဝါတွေကိုအချိန်တစ်ခုထိပြန်လည်တည်ဆောက်ခဲ့ရပါတယ်။နမနဲ့ဝေလူကျော်ဝေလူကျော်ကိုအခုနောက်ပိုင်းလူငယ်တွေကမင်သားအနေနဲ့တိတ်မတိကြပါပဲတကယ်တကယ်မှာအောင်မြင်ခဲ့တဲ့မင်သားဖြစ်ခဲ့ပါတယ် ဟာတာရွှေရှယ်စကားကြီးရဲ့ကြီးစိုးနေခင်မှာဆိုရင်ဝီလူကျော်ကနေသူနဲ့အပြိုင်တဲဝင်တဲ့မင်တာတလက်ဖြစ်ခဲ့တာပါ။ဒါပြင်ဘရာဟီတာလုပ်ငန်းတွေနဲ့လည်းလူများရဲ့လေးစားကြီးညိုတာကိုခံခဲ့ရပါ။ဒါမဲ့ဝီလူကျော်အကိုကြီးကိုရာနဲ့ရောရှက်ကောင်ကြီးကြီးရဲ့ပြဿနာတွေလည်းရင်ဆိုင်ခဲ့ရပါတယ်။တိုင်းထောင်ချီကိုပြတ်မဆက်တဲ့အတွက်ခုချိန်ထိတရားရင်ဆိုင်နေရတယ်လို့အချင်းအင်းမလည်းအမျိုးသမီးတယောက်ကိုတော်ဝမျိုးတဲ့ပုံမာရီနဲ့ဆက်ဆဲခံကြတာပါ။နံပါတ်3တိဟတင်ဆို တရားတင်ဆိုရလဲအင်ဖော်မလေးကိုကြည်တော်တင်နေဆိုပြီးတရားဆက်ခင်ရပူပါရယ်အင်မလလုံးနေတဲ့အင်ဖော်ကိုအလုထုတ်လိုက်တဲ့အတွက်အင်ဖော်ကမကျင်နဲ့ပဲလိမ့်လေကောင်းတွင်ဆက်လိုက်တာဖြစ်ပါရယ်အင်တော်တဲ့သူဖြစ်ရတဲ့အင်ဖော်ကိုကြည်တော်တင်နေဆိုရဲ့ဖြစ်ရကလူများတတော်ဝေဖန်စရာတခုဖြစ်ခဲ့ပါရယ်တရားတင်ဆိုကအဆက်ွယ်ခဲ့ရသလိုစနစ်ဖြစ်သူစင်မဦးမလည်းစိတ်ထိခိုက်ခဲ့ရပါရယ်ဒါပေမဲ့တရားတင်ဆိုကအမမလို့ထားပဲလိမ့်လေကောင်းဆက်ဆဲခင်ရကြောင်းတရားရုံးမှတင်ပြနိုင်ခဲ့ပါရယ် ဒါကြောင့်မို့လဲတိဟာတင်ဆိုကကုံတိတ်ခေါကို ပြန်ဖက်ဆဲလိုက်နိုင်တာဖြစ်ပါတယ်။နံပါတ်၄မိုးမိုမြင့်အောင်မိုးမိုမြင့်အောင်ကလည်းထိတ်တန်အမီတမင်ဆိုတဲ့ကုံတိတ်ခေါကိုဝေကျေရှုပ်ရှင်နဲ့ပြဿနာဖြစ်ခဲ့ရသေးတာပါ။သူများနာကယူထားတဲ့ပတ်စံကိုပြန်မဆက်လို့ဆိုပြီးတရားရင်ဆိုင်ခဲ့ရပါ။မိုးမိုမြင့်အောင်ဘက်ကအချိန်မီပြန်လည်ဖြေရှင်းနိုင်တဲ့အတွက်အထင်တင်ခင်အမျိုးတော့မရှိခဲ့ပါဘူး။သူမအနေနဲ့တိတ်ခေါကိုအမြဲဆုံးအဖက်ဆဲလိုက်နိုင်တာပါ။ ခုချိန်ထိရုပ်ရှင်စကားစီတွေရိုက်ကသမရဲ့ရှင်ဘွားကို ပြန်လည်ထိန်းထားနိုင်ကြတာပါအမှုရင်ဆိုင်ခဲ့ရတဲ့ဒိတ်ဒိတ်ကျဲအမှုပြာရှင်လေးဦးပေါ်ဝိတ္တရီရဲ့အမြင်လေးကိုလည်းပြောပြခဲ့ပါရှင်ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ်လည်းပြည်သူတွေအတွက်တရင်အကြောင်းအသေးလေးနဲ့တူမြန်လာကြည့်အောင်ပါဖြစ်လို့အသေးသေးတော့ပြည်တင်နိုင်မလို့တန်သိရှိနိုင်ဖို့အတွက်ဘေးနားချက်ပြီးခလုံးလေးကိုလည်းနေထားပေးကြပါရှင်အစုံတည်းအဝေးကြည့်ရှုမှုတက်လေကျေးဇူးအများကြီးတင်ပါတယ်